တစ်ဖက်လူကိုမရှိခင်မှာကိုပိုင်ကဘာလေးတစ်ခုဥစွာရှိနေဖို့လိုအပ်ပါရင်ကိုပိုင်ဝင်ဝင်ကိုပိုင်အရှိန်ကိုကကိုရှစ်တက်ချင်းဂယူဆိုင်တက်ချင်းပြောင်းအောင်လို့နေတတ်ရှင်ဒါရီအဖြစ်ရှိနေရဲ့ကဘာလေးပြီးရခါမှလူတယောက်ကိုရှစ်ပါတစ်ဖက်ကကိုပိုင်ကဘာမရှိရင်လိုအပ်ထပ်ပို့ပြီးတော့လိုချင်နေပို့ပြီးတော့အာကိုမီတဲ့ကြလာတဲ့အခါမှာပြဿနာတွေဖြစ်တာပဲရှင်းရှင်းမြစ်သားတွေရောတူဦးတူဦးအပြန်အလှန်အာကိုအာထားပြုခြင်းပြိုစရာတွေကိုမျှဝေခြင်းထက်သူခံစားနားလေပြီးခြင်းမှာ ီနေ့ဘယ်လိုသွားမလဲဘလို့ဝေးရကောင်းမလဲနေခင်ကဘာဖြစ်ခဲ့တယ်ဘလို့နဲ့တွေ့ခဲ့တယ်ဘလို့လုပ်ရကောင်းမလဲဒါရီကိုတိုင်ပင်ကြတာကအရှက်ပဲတစ်ဖက်ကကြီးကုညီစရာဂယူးဆိုင်စရာနားလေပေးစရာမလိုဘူးတယောက်တည်းအဆင်ပြေပါတယ်ဆိုပေမယ့်သူနဲ့ဟာဆိုပူပြီးတော့ပြောရမှာပဲဆိုတဲ့စိတ်လေးကအရှက်ပါပဲလိုချင်တာမများဘူးဘာကိုမှမျှော်လင့်မမောခြင်းမပါဝင်ဘူးကိုပြောသလိုသူ့ကိုလည်းပျော်စေခြင်းနဲ့အစီပဲရှိမယ်အဲ့ဒီရလူနှစ်ယောက်ထက်သူကြီးမြတ်ရှင်မီရဲ့အခါအရှက်ကအကြာကြီးလှပနေတော့တာပဲ ။ဒါကြောင့်မလို့အရှစ်ကို အရင်မရှာနဲ့ဘဝကိုအရင်ရှာ။ right person ဆိုတာက right time မှာရောက်လာမှအရှစ်ကနှစ်လုံးဖွဲဖြစ်မှာ။